်မင်္ဂလာပါရှင် ကျွန်မကတော့ချချိုဆက်မှာ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်စကိုင်းတိုင်းမြင်းမှုမျိုးဝကနေစက်သိန်း2000ခွဲကျော်တန်ဖိုးရှိတဲ့ရွှေတွေဓမြတိုက်လာသူတွေကိုတသက်ကံပစ္စည်းတွေနဲ့အတူပြည်သူကာကွယ်တပ်တွေကဧပြီလ1ရက်မိုးလယ်ပိုင်းလောက်ကဖက်စီယာမိခဲ့တယ်လို့သိရပါဗျ တိုက်ရပါပစ္စည်းတွေနဲ့အတူအသက်16နှစ်အရွယ်ပြည့်ဖြူအသက်20အရွယ်အောင်စိုးမိုးသဲမောင် အသက်29နှစ်အရွယ်အောင်စိုးမိုးတို့ကိုဖမ်းဆီးရမိခဲ့တာပါမြင်းမှုမျိုးပေါ်ကရွှေဧကရစ်ရွှေဆိုင်ကိုဓမြတိုက်လာတဲ့သူတွေ AR မြစ်ကြောင်တိုက်ဆက်လီနဲ့လာတဲ့ဆိုတာသတင်းရတာကြောင့်စောက်ဆိုင်ဖန်စီယာမိခဲတာလို့မုံရခိုင်အမှတ်ကိုတက်ရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်ဖန်စီယာမိသူတွေဟာဧပြီလ1ရက်နေ့မနေ့10နိုင်လောက်က မြင်းမှုမျိုးပေါ်ကရွှေအဂရိရွှေဆိုင်ကိုတမျှတိုက်ပြီးသိန်း2600ကျော်တန်ဖိုးရှိတဲ့ရွှေရယ်ပစ္စည်းတွေကိုယူဆောင်လာခဲ့ကြတာလို့ဆိုပါတယ်။တမျှတိုက်ရမှအသုံးပြုတဲ့ပစ္စတိုတနတ်တလက်နဲ့ MA3 တနတ်နှစ်လက်တို့ကိုသိမ်းဆည်းရမိခဲ့ပြီးတိုက်ရပါပစ္စည်းတွေကိုတော့ရွှေအဂရိရွှေဆိုင်ပိုင်ရှင်တွေကို ခေါ်ပြီးပြလဲအနှံ့ပေးလိုက်ပြီလို့သိရပါတယ်ရှင်။ ဂျာကာလာအစိုးရဖွဲ့ဖို့အပါဝင်ဖက်ဒရယ်ဒီမိုကရေစီအသွေးကူးပြောင်းရေးဆိုင်ရာအချက်၅ချက်ကိုဖော်ဆောင်ဖို့ 7EAO Alliance ဦးဆောင်အစည်းအဝေးကဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်တနင်္ဂနွေလုံးပြခဲ့တဲ့ခက်မှုရစေးသဘောတူစာချုပ် SC မှာလက်မှတ်ရေးထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်တော်လိုင်းအဖွဲ့အစည်းခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ဦးဆောင်အဖွဲ့အစည်းအဝေးကိုဧပြီလ29ရက်နေ့ကနေ30ရက်နေ့အထိကျင်းပခဲ့ပြီးအဲ့ဒီအစည်းအဝေးမှာအခုဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခဲ့တာပါ စစ်တပ်ကနိုင်ငံတော်အနာကိုသိမ်းယူခဲ့တာကြောင့်ဖြစ်ပေါ်လာခဲ့တဲ့အကျင့်တွေအလုံးကိုဖြေရှင်းနိုင်မှုအတွက်ပထမဦးဆုံးအချက်အနေနဲ့တနင်္ဂနွေမှာဖြစ်ပေါ်နေတဲ့စစ်ပွဲတွေအလုံးကိုတက်ဆိုင်ရာအဖွဲ့အစည်းတွေအလုံးကရက်ပြီး Federal Democracy ထူထောင်ရေးအတွက်ဆွေးနွေးရမှာဖြစ်တယ်လို့အပြည့်ရက်ခုနှစ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကြုံညုံကပြောပါတယ်။အဲ့ဒီနောက်မှာတော့အတွင်ကူပြောင်းရေးဆိုင်ရာဂျာကာလာအစိုးရတရက်ကိုဖွဲ့စည်းပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကရွေးကောက်ပွဲကျင်းပနိုင်ရေးဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွင်ကုပြောင်းရေးဆိုင်ရာအစီအစဉ်၅ချက်ကို အခုအစည်းအဝေးမှာသဘောတူညီခဲ့တာလို့ဆိုပါတယ်။ဒီအစီအစဉ်၅ခုကိုကျွန်တော်တို့ကလက်ရှိကျွန်တော်တို့နိုင်ငံရဲ့အခက်အခဲကိုကျော်လွှားတဲ့နေရာမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်ပြီးအရှိဆုံးအစီအစဉ်တစ်ခုကိုကျွန်တော်တို့စတင်ပြီးတော့အစပြုတာဖြစ်တဲ့ဒီအစီအစဉ်၅ခုကိုဟိုစပါတော့လေလာမယ့်တပတ်ကြီးအတွင်းမှာဖွဲ့စည်းဝေးမှာပဲ ကျွန်တော်တို့ဘယ်လိုလောက်ကြမလဲပါမယ်ကျွန်တော်တို့အတူတူတိုင်နေညီနိုင်မယ်အပြီးလို့ရှိရင်ကျွန်တော်တို့လည်းလက်လမ်းမီတဲ့အစုအဖွဲ့တွေပေါ့နိုင်ငံရေးပါတီပဲ PP CS ပဲ PP နိုင်ငံတကာတန်တမာနေနဲ့ပဲ PP အတခြားသော EU တွေနဲ့ပဲ PP အလင်းတွေပြင်ပလို့ပေါ့လေကျွန်တော်တို့ဒါတင်ပြဆွေးနွေးမှုတွေလောက်သွားဖို့တော့အဲ့လိုမျိုးရှင်းတန်းချက်ရှိပါတယ်ခင်ဗျာတနင်္ဂနွေပြည်ခတ်တခတ်မှုရေးစေးသဘောတူစာချုပ် SC မှာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့စင်ွယ်တွေက အဲ့ဒီခုနှစ်ဖွဲ့ကပဲစစ်တပ်နဲ့တွဲဆုံဆွေးနွေးမှုတွေကိုဆက်လက်လှုပ်ဆောင်နေတာဖြစ်ပြီးသူတို့အဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေတွေထဲမှာအာဏာသိမ်းစစ်ကောင်စီကလုံမဲ့ရွက်ကောက်ပွဲအတွက်လုံခြုံရေးအရာပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီမှုတွေလည်းရှိထားပါတယ်အာဏာသိမ်းစစ်တပ်ကဒီနှစ်အကုန်မှာရွေးကောက်ပွဲလှုပ်ဆောင်မယ်လို့ထုတ်ပြန်ထားပြီးဖြစ်တာကြောင့်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ဖို့အဲ့ဒီကိစ္စကိုအခုဥဆောင်အဖွဲ့အစည်းအဝေးမှာဆွေးနွေးမှုရှိခဲ့ပေမဲ့လည်း တဖွဲ့ချင်းစီကပဲဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ဘုံမူကြီးစောကြုံညွန်ကပြောပါတယ်။စီစီနဲ့နားလည်မှုတူတာတဲ့အချက်တွေပါလို့ရှိတယ်ကြတာလေ။ဒါကလည်းဒီစိတ်တပိုင်းတော့မှန်ပါတယ်။ဒါကလည်း7 EU Alliance ဆွေးနွေးမှုအနေနဲ့သဘောတူတာတော့မဟုတ်ပါဘူး။အာကဲဆင်ရတဖွဲ့ချင်းစီသွားရောက်တည်ဆုံတဲ့အခါမှာပေါ့လေ။မိမိတို့ဒီကအခြေအနေနဲ့ကိုက်ယူတဲ့ဘုရားပေါ့လေ။တန်ဘူးကူရှင်ရဲ့မှုတွေလုပ်ဖို့ဆိုတာကတော့အဲလိုမျိုး နားလည်မှုကြီးဒါဒါဆိုတာတော့ရှိတယ်ဆိုတာတော့ကျွန်တော်တို့လည်းအဲလိုပဲနားလည်ရတာရှိတယ်အဲကျွန်တော်တို့အနေနဲ့ကတော့ဒီနေရတာအစီအွေးမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတိုက်ပြီးတော့ကြည်ကြည်ပြန်ပြန်ပြောရှုရှုနေတာတော့မရှိဘူးဒါတစ်ခွက်ချင်းစီရဲ့အာပိဒအရာကတော့ဒီကောက်ပွဲကြောင့်နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့ဒီပြည်သူလူထုရဲ့ဒီတစ်ခါအစ်စ်တွေကိုဖြစ်ပေါ်လာမှာကိုလည်းကျွန်တော်တို့ကလည်း ကျိုးရည်မရှိတဲ့အပေါ်မှာဒီယူကဘွေနဲ့တပ်တလာလို့ရှိရင်တော့ကျွန်တော်တို့ကဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မှာပဲကျွန်တော်တို့ဒါအကောင်းဆုံးဖြစ်အောင်ပြည်သူလူထုတွေဖြစ်ခိုင်းနိုင်မှာမရှိအောင်ဒါလုပ်ငန်းဆောင်ရွက်သွားဖို့အဲ့လိုမျိုးပဲဒါတင်ပြပြောရှင်မှုတွေရှိပါတယ်ခင်ဗျ။တိုင်းသားတော်လိုင်းအဖွဲ့ရဲ့ညီလာခံမကျင်းပနိုင်သေးခင်မှာအခုကျင်းပတဲ့ဥဆောင်အဖွဲ့အစည်းအဝေးဟာဒုတိယအမြင့်ဆုံးအစည်းအဝေးဖြစ်ပြီးအဲ့ဒီအစည်းအဝေးကို၃လတကြိမ်ကျင်းပကြတာဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေကကရင်မျိုးသားစီရင် KMU မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ချင်းမျိုးသားတပ်ဦး CNF ကလွဲပြီးကြံအဖွဲ့အလုံးပါဝင်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာမေလ9ရက်နေ့ဗာတီကန်မှာပုတ်ဟန်မင်းကြီးရွေးချယ်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေပြီးမိဂိုအခေါင်၌တက်စင်နာနဲ့စစ်စတိန်ကြောင့်အမိုးတက်စင်ချင်းတွေပြုလုပ်နေပါတယ် ပေါ့ရံမင်းကြီးရွေးချယ်ရမှာအတုံးပြုမဲ့မိကိုကောင်းနိုင်ပိုက်လုံးတွေနဲ့အစိတ်ပိုင်းတက်ဆင်ခြင်းတွေဆောင်ရွက်နေတာဖြစ်ပါတယ်။ပေါ့ရံမင်းကြီးရွေးချယ်ဖို့ကာဒီနယ်133ဦးရှိပြီးအဲ့ဒီအထက်က80ရာခိုင်နှုန်းကို ပုပ်ဖရန်စစ်ကရွေးချယ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာကက်သလစ်ဘာသာဝင်1.4ဘီလီယံရှိပြီးပေါ့ရံမင်းကြီးအသေးရွေးချယ်ပွဲကိုစစ်စတေအကြောင်းမှာပြုလုပ်မှာဖြစ်ပါတယ်။ မဲပေးရွေးချယ်တဲ့အချိန်မိကိုကောင်းနိုင်ကထွက်တဲ့မိကိုအမဲရောင်တွေကဆုံးဖြတ်ချက်မချရသေးဘူးဆိုတဲ့အတိတ်ပဲဖြစ်ပြီးအဖြူရောင်က269ဦးမြောက်ပုတ်ရဟန်းမင်းကြီးကိုရွေးချယ်လိုက်ပြီးဆိုတဲ့အတိတ်ပဲရပါတယ်မိကိုကောင်းနိုင်ကထွက်တဲ့မိကိုတွေကိုစိတ်ပီတာရေမြင်ကနေလက်မြင်နိုင်ပြီးအဲ့ဒီနေ့မှလူထောင်နဲ့ချီပြီးလာရောက်ကြည့်ရှုမယ်လို့မျှော်လင့်ရပါတယ်2013ခုနှစ်ကပုတ်ရံမင်းကြီးအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ Francis ဟာ April 22ရက်နေ့ကကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ပေါ့ရံမင်းကြီးရွေးချယ်ပွဲကျင်းပခဲ့တဲ့2005ခုနှစ်နဲ့2013ခုနှစ်တွေမှာမဲပေးမှုဟာဒုတိယနေ့မှာတည်းအဆုံးသတ်ခဲ့တာတွေ့ရပါတယ်ရှင်ဒီဗီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချိုဆမ်းပါရှင်